ဒီလိုရုံတံကြည့်ရှုနေတဲ့ပရိသတ်များအားလုံးပဲမြင်ပါလားကျွန်တော်ဒီနေ့ကျတော့ကစားမယ့် Champion League Final ဖြစ်တဲ့ PSG အသင်းနဲ့ Inter Milan တင်းတို့ရဲ့ဒီပွဲချုပ်တုံးနဲ့ချက်ပေါ်တဲ့ Let's Sport ကအခြေတိုင်းအိဒါကိုအောင်မင်းတက်နဲ့ကျွန်တော်ဟာကာတို့ကတုံးသက်ပါမှာဖြစ်ပါတယ်မြင်လားပါဗျာမြင်လားပါအဲ့တော့ဒီနေ့ကျတော့တကယ် ရာဒီပိတ်ပေါ့နော်ဒီဒီ2024 25ရာဒီရဲ့ဒီနောက်ဆုံးပွဲလို့ဝေယောပဘလုံးတော့ကနောက်ဆုံးပွဲလို့ပြောလို့ရတယ်ချန်ပီယံလိဖိုင်နယ်ပေါ့နော်ဒီနှစ်သင်းဒီဖိုင်နယ်မှာပြည့်ပြည့်နှစ်သင်းကလည်းဒီ PSG နဲ့ Inter Milan တင်းတို့ဖြစ်နေဒီနှစ်သင်းကဒီတိုင်မတစ်လျှောက်မှာတော့ဒီပြိတက်တွေကိုဖန်ဆန်းနိုင်ကြတဲ့ပုံစံမျိုးရှိရပါတော့အဲ့တော့တူတူကြားတဲ့ဒီရာဒီကဒီ PSG ကလည်းတစ်ချိန်မှဒီချန်ပီယံဆုလို့မရဘူးနော် Inter Milan ကဒီချန်ပီယံလိချန်ပီယံဆုလို့ရခဲ့ပေါ့အဲ့တော့ ဒီရာဒီမာဒီချန်ပီယံလိကအတွင်တက်နေကြောင်းလေးပြီးကစားခဲ့နော်အဲ့အတွင်တက်ချန်ပီယံလိကအကြောင်းလေးဒီ overview နေတာနော်ပရိသတ်တွေပြန်ပြီးအမှတ်ရအောင်ပြောပေးပါအောင်ကောင်းမှာတယ်အဲပုံမှန်ဆိုရင်တော့ကိုယ်ကျွန်တော်အရင်တစ်ချင်းတစ်ချောင်းတစ်ချောင်းလုံးပေါ့နော်ကျွန်တော်တို့ကြည့်ခဲ့ပြီးတဲ့ချန်ပီယံလိပြိုင်ပွဲတွေကနောက်ဆုံးအဆင့်အိုးဆုဆင့်လို့ရှိရင်ကျွန်တော်သုံးသပ်နှစ်သိန်းကိုတပင်းလေးအိုးဆုနဲ့ရှေ့အိုးဆုရှေ့အိုးဆုခွဲတယ်ပြီးသွားလို့ရှိရင်သုံးသပ်နှစ်သိန်းခံရတယ်နော်အဲပြီးသွားလို့ရှိရင်နောက်တစ်ဆင့်ကိုတအိုးဆုကနေနှစ်သိန်းစီအိုးဆုပထမနှစ်သိန်းပထမနဲ့ဒုတိယပေါ့နှစ်သိန်းစီကနောက်တစ်ဆင့်၁၆သိန်းစီတိုက်ရိုက်တတ်တယ်အိုးဆုတတိယသိန်းတွေက global ကိုဆက်သွားတယ်။အဲဒီနှစ်ကတော့ UEFA ကပုံစံပြောင်းလိုက်တယ်။ပြောင်းလာတော့ဟို Champions League တစ်ခုတော့မဟုတ်ဘူးเนาะအားလုံးဟိုပြန်ကုန်အားလုံးပုံစံပြောင်းလိုက်တာသူတို့လုပ်နေတဲ့ပြန်ကုန်အားလုံးပုံစံပြောင်းလိုက်တာ။အဲဒီနှစ်ကတော့ဘယ်လိုဖြစ်သွားလဲဆိုတော့36သင်းကိုလိပုံစံမျိုးပြောင်းလိုက်တယ်။လိပုံစံပြောင်းလိုက်ပြီးတော့ဘယ်လိုကဲလဲဆိုတော့တသင်းကို၈သင်း၈၈ပွဲကြီးကဲရတယ်။အိမ်ဝင်လေးဝဲဝင်ဝင်လေးဝဲကြီးကဲရတယ်။အဲ့ဒီမှာဘာထူးခြားမှုဖြစ်သွားလဲဆိုတော့အပြောင်းလဲပေါ့เนาะထူးခြားတာအပြောင်းလဲပေါ့အပြောင်းလဲဘာဖြစ်သွားလဲဆိုတော့အသင်းတွေကအရင်ဆိုလို့ရှိရင်ကိုယ့်အုပ်စုမှာ ခေတ်လုံးနှစ်သိန်းပါလို့ရှိရင်16သိန်းစင်ကိုတိုက်ရိုက်ခွင့်ရတယ်အခုဒီပါကြတော့ဒီ36သိန်းမှာခေတ်လုံး7သိန်းဝင်တော့မှသူတို့ကတိုက်ရိုက်ခွင့်ရတယ်အကယ်၍အစင်း16ကနေ24စီစီဝင်လို့ရှိရင်သူတို့ကဟို knock out play off ဆိုပြီးတော့ knock out ထက်ကြရတယ်အဲအဲ့မှာဘာဟိုဘယ်လိုမျိုးပြောရမလဲဆိုတော့36သိန်းဖြစ်သွားတဲ့ဆက်တာကြတော့ဟိုအတင်းကြီးတွေကအခွင့်အရေးမရှိတာလားဆိုတော့အခွင့်အရေးကဟိုကျွန်တော်မြင်ပြောမှာဆိုအခွင့်အရေးတော့မှလည်းပို့သွားတယ်ပို့နေအောင်ပါဟိုများသွားဘာကြောင့်လဲဆိုတော့ဖြီးဖြီးရှင်းတဲ့နားမှာမဝင်တာနေလိမ့်မယ် 16ကနေ24တိသူတို့မှာ chance ရှိတယ် chance က playoff ဆိုတော့ chance ကလည်းစင်ပြောနောက်ဆင်းတစ်ခွင့်ချိန်နေပြန်သေးတယ်ဆိုတော့သူတို့တက်ကတော့ဟို16ပင်းထပ်တာဟိုပုံမှန်16ပင်းထပ်ကိုသူတို့က24တိအခွင့်ရေး chance ဝင်လို့ရသွားတယ်ဆိုတော့သူတို့တက်ကတော့ဟိုပွဲစဉ်တော့ပုံများရများသွားလိမ့်မယ်ဒါပေမဲ့နောက်ဆင်းတက်ဖို့အတွက်အခွင့်ရေးကတော့အများကြီးရှိသေးတယ်ဆိုတော့ကျွန်တော်တို့လုပ်နေတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီနှစ်သိန်းကလည်းဒီ BJJ တင်းဆိုတဲ့လက်ရှိရပြန်ပါနောက်ဒီပြပြ Android နဲ့တော်တော်လေးပေါ့နော်ခြေစွမ်းပြနေတာတွေ့ရတယ်ဒီ international team ဆိုတဲ့ဒီ biggest semi final ဆင်းပါတော့ champion suit ဒီ ဒီပြိုင်ပွဲပုံစံပါနော်ဒီအောက်ဆုဆင်မှာလည်းခြေစွမ်းပြခဲ့ပါဆီလိုနာအတင်းပြီးတော့ဒီချန်ပီယံဆုကိုရမယ်ဆိုပြီးခြေပန်းစားခဲ့တဲ့ဘာစီလိုနာအတင်းကိုအင်တာမီလန်ကျော်ပြတ်ပြန်လာအဲ့တော့ဒီတတဲမှာပေါ့နော်ဒီ PSG အတင်းရဲ့ဒီဖြတ်တန်းမှုကိုပြန်ပြီးပြောပြပါမယ် PSG အတင်းကဒီဘလီးဆင်မှာဆိုရင်တော့ကိုအစောပိုင်းမှာတော့သူတို့တော်တော်လေးခိုက်တွေ့တယ်အောက်ဆုပွင့်ပွဲပထမဆုံးတဝဲနိုင်တယ်ပြီးတော့ပွဲစဉ်နှစ်3-4မှာတရေတွေအရှုံးနေနဲ့ပွဲစဉ်၄လောက်ထိပြီးမှ PSG တော်တော်လေးချိန်နေဆိုတယ်အဲဒါမဲ့အဲ့နောက်ဆုံး၃ပွဲပေါ့နော်နောက်ဆုံးပွဲ၅၆ခုမှာအဲ့နောက်ဆုံးပွဲတွေမှာသူတို့ပြန်နိုင်လာတဲ့တော့ပိုတိုင်ပွဲတွေပြန်ဆက်သွားတယ်အဲ့အတွက် သူတို့ကထိဆုံးရှစ်တင်းတော့မဝင်ခဲ့ဘူးအဲဟိုတော့ကောက်အဆင့်ရနေပေါ့နော်အဆင့်ဟိုကနေ15နေရနေပြီးတော့ကတ်ပြီးတော့ဟိုနောက်ကောက်အဆင့်ကိုသူတို့ဟိုဖိခဲ့ပါအဲတော့ဘာဖြစ်သွားလဲဆိုတော့သူတို့ကတော့ဟိုနောက်အဆင့်တော့တက်တယ်ဒါပေမဲ့ဂျာတဲ့မှာ play off ဆိုတဲ့အဆင့်ကိုကံနေရကြိုပြီးတော့တော့တပွဲတော့ပုံပြီးကစားခဲ့ရတာပေါ့ဟုတ်ဟုတ်ကဲ့ပါဒီ pass ဟို inter milan ဆိုရင်လည်းဒီလိုမျိုးနော်ခြေစွမ်းပြခဲ့ရတွေ့ရဒီ inter milan ဒီဖြတ်တန်းမှုဆိုရင်လည်း ဒီတော်တော်လေးတော့အားရစရာကောင်းတော့ကောင်းတဲ့ပုံစံမှာရှိရင်ဒါပေမဲ့ဟို PHG တဲ့ကခုနကကွန်မန်တန့်ပြောလို့မယ်ဒီအုပ်စုစက်မှာဒီ face မှာဆိုရင် PHG ကဒီ dancing group ပေါ့နဲ့တွေ့ရတယ်နော် Bayern Munich နဲ့လည်းတွေ့ရတယ်အဲ့တော့ PHG ကပို့ပြီးတော့ project ခဲ့ရတွေ့ရတာဘာလို့ဆိုတော့ဒီရှောင်းရက်အစက်မှာဆိုရင် PHG ကဒီ pre-roll မှာတော့ဒီ brass နဲ့ပါတို့တင်တဲ့ဒီကိုတင်ချင်းတွေ့ပြီးတော့ဒီ pre-roll အစက်မှာဒီချုပ်ဖြတ်လိုက်ဒီရှောင်းရက်အစက်ရောက်တဲ့အချိန်အစား PHG က project ခဲ့လို့ပြောလို့ရတယ်တကယ် Premier League အသင်းတွေနဲ့ခါတိုက်တွေ့ခဲ့ပါတော့ Liverpool, Villa နောက်ဆုံး Arsenal ပေါ့အဲ့တော့ PHG အသင်းကပို့ပြီးတော့ဒီ ေဆင်းပေါ်ပို့ပြီးပိုချက်တွေကြော်ပြတ်ပြီးရောက်လာခဲ့ပြီးပြောလို့ရတာပေါ့နော်အဲ့တော့ဒီသတင်းပေါ့နော်အင်တာမီလန်နဲ့ PSG ဖိုင်နယ်ရောက်တဲ့သတင်းမှာဘယ်အသင်းကိုကွန်မန်ဒါကပို့ပြီးတော့အားရချင်တာမှုရှိတယ်ဘယ်အသင်းအခြေအနေကပို့ပြီးတော့ဒီကြည့်ကြည့်တင်တယ်ခင်ဗျာအမြင်လေးအချင်းချင်းလေးပြောရအောင်အဲလက်ရှိကျတော့အစောပိုင်းကတဘူးပေါ့နော်ဒီကတဘူး၄ဆင့်ဖြတ်သားမှုမှာဆိုတော့ဒီ BSC ကိုအရင်အားမရခဲ့ဘူးဟုတ်ကဲ့အားမရခဲ့ဘူးအဲနောက်ပိုင်းဟိုမန်စီးတီးနိုင်ငံပွဲကစပြီးသူတို့တော်တော်လေးပြန်ကောင်းလာမန်စီးတီးနိုင်ငံပွဲမှာတော်တော်လေးအားရကြကောင်းတယ်ဟိုနှစ်ဘိုးချောင်းကနေပြန်ပြီးတော့ဘိုးလိုကမ်းပြီးတော့ပေါ့နော်အမ ြန်ပဲအဲ့ပွဲနေစာတော်လေးအားရပါတော့ပရိသားမီလည်းကြည့်မိတယ်။နောက်ပိုင်းအဲ့16တင်းအဆင့်မှာဟိုကဟိုဗီလာဟောလေဘာဘူးလေဘာဘူးနောက်တစ်ဆင့်မှာဗီလာနောက်အာဆင်နယ်ကန်ခဲ့တဲ့ပွဲတွေအားလုံးမှာ PSG ကဟိုတကယ်ကိုအားရတယ်ဟိုကောင်းတဲ့ပုံစံမျိုးပြနိုင်ခဲ့တယ်ပေါ့နော်ပြောမှဆိုဥရောပထိပ်တန်းအဆင့်တရှိပြောမှဆိုဒီချန်ပီယံလိပြိုင်ပွဲမှာအကောင်းဆုံးဆိုတဲ့အသင်းတွေကိုကျွန်တော်ကြောပြပြခဲ့တယ်ပေါ့နော်ဒီကလေဘာဘူးလို့အသင်းမျိုးကိုနှစ်ကျော်စလုံးခြေကိုနှစ်ကျော်ခြေသားနဲ့ပေါ့နော်ခြေသားနဲ့ပေါ့နော်တောက်လျှောက်ခီးရပေးပြီးတော့ ဟိုဖြစ်ခဲ့အဲ့နှစ်ကျော်လုံးဟိုဖြစ်ခဲ့တော့နော်ကစားနိုင်ခဲ့တယ်အာဆင်နယ်နဲ့ဆိုလို့ချင်းလဲရီယိုတော်လာချင်းမှာအားလုံးအာဆင်နယ်ကိုမျောလင့်နေကြတယ်ဟုတ်ကဲ့အားလုံးအားလုံးအာဆင်နယ်မျောလင့်ကြတယ်ဒါပေမဲ့အဲ့လိုအာဆင်နယ်အင်းကိုလည်းနှစ်ကျော်လုံးနိုင်ငံသားပြီးတော့သူတို့ချော်ဖြတ်ကြတယ်ဆိုတော့ပြောမှာဆိုဒီယာဒီတော့ကတော့ပြည့်စီရဟိုသူတို့ခြေဆောင်သူတို့မှတ်ကြောက်နေပြီလားလို့ပြောတော့ပြောပါမော်နော်ဟုတ်ကဲ့ပါအဲ့တော့တွန်းကြားအနေနဲ့ဒီပီအက်ဂျီအသင်းကဒီမက်ဆီလိုနေမာတို့ဘာပေလိုမရှိတော့မှပို့ပြီးတော့အောင်မြင်တဲ့ပုံစံမျိုးဖြစ်နေမှာအဲ့တော့ပီအက်ဂျီကွန်နက်တီဖီတင်ညာဆိုတဲ့သူကဒီဘာပေမရှိမှသူတို့တန်ရပိုကောင်းတာလို့ပြောတာအဲ့တော့ဒီအသင်းကအရင်တော့ဒီ ြောရမယ်ဆိုရင်ဒီကျေပွင့်ကစားသမားတွေနဲ့ပေါ့နော်အဲဒါကိုတိဆောက်ခဲ့တယ်သူတို့လိုချင်ဆုံးဖြစ်တဲ့ဒီ champion league အောက်ဝေးကိုမျှော်လင့်ခဲ့တယ်ဒါနဲ့ final တစ်ချိန်တက်တာတွေပြီးတော့ PSG က ဒီသူတို့ရဲ့ရင်းမဲ့ချက်တွေမတည်ခဲ့ဘူးပေါ့နော်အဲ့တော့ဒီနှစ်မှာလည်းဒီလူငယ်တွေပေါ့နော်ဒီတိုက်ဆက်မှာဒီသူကပြောရမှာဆိုရင်ဒီတန်ရာပြဿနာနဲ့လုံးပန်းခဲ့ရဒီတမ်းပီးဒီတမ်းပီးဒီလိုကစားမမျိုးကပြန်ပြီးတော့ခြေစွမ်းပြလာပြီးတော့ဒီဘာကိုတာတို့ဒီလူငယ်တွေပေါ့နော်လူငယ်ကျေပွင့်နေခြေစွမ်းပြလာအဲ့တော့ PSG အတင်းကိုဒီကအလုံးစုံကြောင်းလိုက်ပဲဒီပြအင်းတွေကလည်းတော်တော်လေးချစ်ချစ်ဖို့တော့ကောင်းတယ်သူကဒီဘာစီလိုနာတင်းမှာတော့လည်းဒီဖလားတော်လုံးအောင်ပဲရခဲ့ဦးဒီပြဖြစ်တယ်အဲ့တော့ဒီပြအရေးတွေမှာဆိုရင်တော့ဒီအင်းရင်းနဲ့အင်းစာပြပေါ့နော်ဒီအင်းတွေကပို့ပြီးတော့ဟို ပို့ပြီးတော့ဒီ supply နဲ့ပို့ပြီးရေပါတယ်ပြောလို့ရတယ်ပြောပါမယ်เนาะအဲ့တော့ဒီ intermediate thing ကလည်းအခုချိန် final ရောက်တော့ short တော့လို့ပြောအဲ့တော့ intermediate thing ရဲ့ဒီအားသာချက်တွေပေါ့เนาะအားသာချက်တွေရှိမယ်ဆိုရင် comment အရင်ပြောလိုက်ပါ intermediate thing မှာတော့အားသာချက်ကသူတို့ကမင်းရောက်တာပါများတယ်သူတို့အဓိကတော့အဓိကအတွေ့အကြုံကအဓိကဟိုအတွေ့အကြုံရင်းနေပါတော့ဒါဆိုသူကအတင်းမှာဟိုအတင်းဟိုလာသမားတဝက်လောက်ကဝိုင်းရံလာသမားတွေကြီးပဲနော်ဝိုင်းရံလာသမားတွေအဲသူတို့မှာဟိုအပြစ်တာပါအားတာလဲဆိုသူကခန်းစစ်ကောင်းတယ် အပွင့်လင်ရတဲ့ကလောက်ကိုမာတယ်နောက်တိုက်စစ်ပိုင်းရလဲရော်တာရိုးနဲ့အဆုံးသက်ပိုင်းရတယ်ပြောမယ်ဆိုစိတ်ချရတယ်ပေါ့ဗျာဟုတ်ကဲ့ဟိုပြီးတော့အဓိကတို့ကဟိုပြောရမယ်ဒီနာမည်ကြီးပါတယ်ဆိုတဲ့အသင်းတွေဆိုတဲ့တို့ကကောင်းကောင်းလေးကိုကြက်ကြက်ခံခံဖြစ်နိုင်တယ်ပေါ့အဲ့တို့အဲ့ဟာတော့တို့ရဲ့အားသာချက်ပဲဖြစ်မယ်ဟုတ်ကဲ့ပါအဲ့တော့ဒီ inter milan ကိုလည်းကျွန်တော်ပြောရမယ်ဆိုရင်ဒီတောက်လျှောက်ပေါ့နော် inter milan ကောင်းကြတယ်ဟိုတစ်နှစ်ကဆိုတဲ့ final တက်တဲ့ man city ကို1-0နဲ့က ချန်ပီယံလိမှာစောင့်ကြည့်ရမယ်တဲ့တော့ဖြစ်တာဒါပေမဲ့ဒီရာဒီမှာအင်တာမီနာအဲ့လောက်ကြီးကိုတော့ပရိသတ်တွေကဖြစ်မကြည့်ခဲ့ဘူးဒီဒါပေမဲ့နောက်ပိုင်းသူဒီပိုင်ရုပ်ရဲ့ကိုဖျက်ကျော်တာရဲ့ပြီးတော့ဘာစလိုနာဖျက်ကျော်ကြတဲ့အချိန်မှာအင်တာမီနာကဒီဘလောက်ရတော့မလားဆိုတော့အတွေ့အမျိုးတွေပေါ့နော်ပရိသတ်တွေစိတ်ထဲကိုရောက်ရောက်ရှိကြတယ်အဲ့တော့အဓိကဒီဘာစလိုနာနဲ့ပွဲမှာအင်တာမီနာရဲ့ဒီပြန်လာနိုင်ကိုအင်တာမီနာရဲ့ဒီမာဂုံတွေကတော်တော်လေးတော့နော်အားရကိုကောင်းတာတွေ့ခဲ့ရအဲ့တော့ဒီပွဲမှာပေါ့နော်အင်တာမီနာကဒီဖိုင်နယ်မှာပေါ့ကျွန်တော် ဒီစီဇန်နောက်ဆုံးပြီးဖို့နေတဲ့ဒီ final မှာ inter milan ကဒီမထင်မှတ်ထားတဲ့လုပ်ပြအောင်လားဟိုဒါမှမဟုတ် psg ကပဲဒီပြည်ပြထမဆုံး champion league ဘလောက်ဘိမ့်ပိုက်ပါမှာဆိုကော်မန်တဲ့အမြင်လေးပြောပြပါဦးဟုတ်ကျွန်တော်မြင်ရတော့ဟိုလက်ရှိမှာဆိုရင်ပဲကွယ်ဟို psg ကဟိုဒီ bobby dyne ရဲ့ level မှာဆိုလို့ရှိရင်လည်းဟုတ်ပါတယ်နော်ပို့ပြီးတော့ဟိုဟာဖြစ်တဲ့အလေးတာတဲ့ခြေစွမ်းရတဲ့တကယ်ကိုထပ်ထပ်မြင်ရှိတယ်ပြောမှဆိုပြိသက်ကြိုက်တဲ့ကစားဟန်ပြောပြိသက်ကြိုက်တဲ့ကစားဟန်မျိုးပိုင်းတာလေလုံငယ်ကျဝန်းနေအများကြီးရှိတယ် အင်တာမီလန်ကျတော့တပါရင်နဲ့ပုံစံမျိုးအတင်းအောင်တိဆောက်ထားတယ်ဒါသူတို့ကမကောင်းလားဆိုတော့သူတို့ဖြတ်ပြန်ခဲ့တဲ့ဟာကိုလည်းသူတို့ကသူတို့လည်းပြတာပြန်ပြန်ပြန်ပြီးတာပေါ့နော်အဲ့တော့အဲပြောရမယ်ဆိုလို့ရှိရင်အဲချန်ပီယံလိဝဲဆိုတဲ့အတွက်ဟိုကပြောရမယ်ဘာလို့ပြောရမလဲဆိုတော့ဘူလူဝဲရအဲခပန်းကတော့ခတ်တယ်ဗျာဘူလူဝဲရကတော့ဟိုပြောရမယ်ဆိုတကြော်တဲ့ကံရတာတကြော်တဲ့ကံရတဲ့အတွက်ဟို chance ကအများကြီးမရှိဘူးအဲ့တော့အဲဟိုကပြတယ်ဟိုအင်တာမီလန်ကဒီလိုမျိုးဟိုဘူလူဝဲတွေနိုင်လေအများကြီးရှင်မားနေတဲ့အသိပေါ့ကျွန်တော်ကျွန်တော်မြင်ပြောရမယ်ဆိုလို့ရှိရင် ဟိုအင်နာမီလန်ဘိုလီဝဲနဲ့လည်းအများကြီးညံပါတယ်ပြီးခဲ့တဲ့နောက်ဆုံးဘိုလီဝဲမှာဆိုလည်းတကယ်တော့မန်စီးတီးကိုသူတို့ရှုံးတာရှုံးခဲ့တယ်တော်တော်ကြီးကိုကောင်းတော်တော်ကြီးကိုတော်တော်ကြီးကိုကောင်းတယ်လူကာကူတာမဖြစ်ဘူးဆိုလို့ရှိရင်သူတို့ချန်ပီယံဖြစ်သွားနိုင်တဲ့အခြေအနေမျိုးကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးကဖြစ်တယ်ပေါ့နော်ပြောမယ်ကသူကဟိုအရန်ထင်မကြည့်ဘူးထင်ကြီးရမှာမရှိဘူးဆိုရင်တော့မှသူတို့အထင်သေးလို့မရအောင်ဟုတ်ကဲ့အဲ့တော့ဟိုအတွေ့အကြုံပိုင်းရရောပါရပြောဟိုပြောမယ်ရရှိခြေခံရတော့ဟိုလူကြိုက်များတာရောပြည့်စီရတော့လေးတာလေဒါပေမဲ့ကျွန်တော်အမြင်ကတော့ဟိုဒီလိုချန်ပီယံလူဘဝတွေမှာကျတော့အတွေ့အကြုံကလည်းလိုအပ်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ အအဆုံးသက်မှာဆိုတော့ကျွန်တော်ကတော့ဟိုအင်တာမီလန်ကိုတော့ပို့ပြီးတော့ကြာတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီပြီးခဲ့တဲ့ဒီ2018 19ပေါ့နော်ဒီ Champion League Final မှာဒီ Real နဲ့ Liverpool ပေါ့နော်ဟုတ်ကဲ့အဲ့မှာ3-1ပေါ့နော်အဲ့လို Challenge တက်ခဲ့ပြီးနောက်ပိုင်းမှာဒီတောင်းလျှောက် Champion League Final ကဒီ2ဂိုးထက်မပိုခဲ့ပါတော့ဝမ်စီဝမ်စီပွဲရရှိနေပြီးတူစီတခါရှိမှာတို့နှစ်ခုတော့မပိုခဲ့တဲ့ပုံမှာဒီပွဲမှာလည်းဒီ ကိုယ်ရေပေါ့နော်အပြန်နာကိုယ်ရေမြင်ရပါမလားဆိုတာစောင့်ကြည့်ရမယ့်ခြေနေကိုဖြစ်တယ်ဘာလို့ဆိုတော့ဒီငတဲ့ငါဒီ PSG ရောအင်တာမီလန်ကတောင်ပန်တက်ဆက်တွေအားကောင်းပြီးတော့ကိုယ်တွေအားဒီဘင်းကုန်းပုံတိုင်းကြီးတတ်တာကြည့်တင်းနေဆိုတော့လေကျွန်တော်လို့ပြောလို့ပြီးတော့ခက်တာဒီရာဒီချက်ဟို ဖိုင်နယ်ပွဲတွေကလည်းဒီဂိုးနဲ့ပွဲဖြစ်ခဲ့တယ်ဒါမဲ့စီတီနဲ့ခရစ်စတယ်ဘယ်ဒီဂိုးနဲ့မယိုနက်စပါဂိုးနဲ့ပါအဲ့တော့ဒီပွဲမှာပါပေါ့နော်ဒီဂိုးပေးဖို့ရည်ရုံးလားဆိုတော့ကျွန်တော်ဆောင်ကြည့်ရမယ့်ချက်ချက်လည်းဖြစ်ပါအဲ့တော့ဘယ်လိုဖြစ်ပါဒီပွဲကတော့ပြည့်ရချင်တဲ့အင်တာမီယန်ကဒီ channel နဲ့ပလာရီပေါ့နော်အပြိုင်ဆိုင်လုပ်မဲ့ပွဲဖြစ်ပါတယ်ကွန်မန်ဒါအနေနဲ့ကိုလိုပြည့်ပြည့်စုံသုံးသပ်ပေးရတာကျေးဇူးတင်ပါညဟုတ်ကဲ့ပါညကျွန်တော်ဒီနေ့ညမှာကစားမယ့်အင်တာမီယန်နဲ့ PSG channel နဲ့ final ပွဲစဉ်နဲ့ပတ်သက်ပြီးတော့သုံးသပ်ပေးခဲ့တာဖြစ်ပါညတရှိပေးခဲ့တဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ညာ